မီးကျွမ်းနေတဲ့တစ်သားနဲ့အိမ်ဆောက်တဲ့ဂျပန်များဒါကတော့ဂျပန်ရိုးရာအိမ်ဆောက်နေတစ်ခုပါယာကီဆူကီလို့လေခေါ်ပါရီတောင်ပြင်းများသုံးချက်ကိုသတိကံပုံစံစီလိုက်ပြီးအောင်မီးကုရိုင်လိုမျိုးလှုပ်လိုက်ရှာတာပါပြင်းတော်အထဲကိုမီးလောင်သွားအောင်လို့ဒီလန်တမျိုးနဲ့ရှူလိုက်ပါရီဒီနေရာမှာတော့မီးရဲ့ရှိန်ကိုထိန်းချုပ်တတ်ဖို့ကလေအရေးကြီးနေရပါအတွင်းသားတွေမီးကျွမ်းသွားပြီဆိုရင်တော့ပြင်ပြားတွေကိုခွာရှေးလောင်ချလိုက်ပြီးအောင် brush တွေနဲ့လိုက်တိုက်ပါရီပြီးတော့မှမီးကျွမ်းနေတဲ့မျက်နှာပြင်ပေါ်မှာတဘာဝအစီတမျိုးနဲ့လိုက်ထုတ်လိုက်တဲ့အချိန်မှာတော့မဲပြောင်ပြီးရောကြီးလို့လှသွားတာပါဒီလိုမျိုးမီးကျွမ်းခံရတဲ့တေသပြားက ကကြာရှိပူခန့်တယ်လို့မိလောင်မူလေပူခန့်ခဲသွားတဲ့အတကြောင့်ဒီနီလန်းကိုလက်ဆင့်ကမ်းပြီးတော့သုံးဆွဲခဲ့ကြတာဖြစ်ပါရီ အကက်ကျန်းတဲ့ပုတ်တင်ညိုတိတ်ဒေဒီကအရာဝတ္ထုတွေကိုထိလိုက်တာနဲ့ဆွဲကက်လိုက်ပါရီပုတ်တင်ညိုတွေနေရာမှာကပ်နေတယ်လို့ပါအဲ့ဒါကြောင့်ပဲပုတ်တင်ညိုတိတ်လို့နာမည်ပေးထားပါတကယ်တော့ပုတ်တင်ညိုရဲ့ခြေလက်တွေမှာဆုပ်ခွက်တွေပါတော့မဟုတ်ပါဘူးအရန်သေးလုံးနဲ့အဖူလေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါရီအဲ့ဒီဖူလေးတွေမှာပါရီအတန်လေးတွေကအလက်ထရိုနီကိုစုစည်းပြီးတော့ဆွဲကက်စေပါရီအဲ့ဒီဖြစ်စဉ်ကိုတော့ Vandewa အလူခေါ်ကြတာပါသိပ္ပံပညာရှင်တွေကအဲ့ဒီတွေးရှိချက်ကိုကိုးကားပြီးတော့တင်းငယ်ရဲ့အဖူလေးတွေပါရီတိတ်ကိုတီထွင်ခဲ့တဲ့အချိန်မှာတော့ပုတ်တင်ညိုတိတ်ဆိုပြီးတော့ဖြစ်လာခဲ့ပါရီ အမိုးဘော်ကပိုက်ကြလာတဲ့ဂျပန်ဆက်သုံးစီစာများဒါကတော့တကဘာလုံးနဲ့မတူတဲ့ဂျပန်ကဆက်သုံးစီရောင်းတဲ့စာမျိုးပေါ့သူများတကားတွေလိုစီထဲပန့်ကိုဘေးမှာထောင်ထားတာမဟုတ်ပါဘူးကားရင်လိုက်ပြီးဆိုရနဲ့စီထဲပိုက်တွေကအမိုးဘော်ကနေကြလာမှာပေါ့ဒီလိုလှူထားတဲ့အတွက်ကားရရတာလေးပို့ပြီးတော့အဆင်ပြေပါရီနောက်ပြီးတော့နေရာလေးပူစီသွားတာပေါ့နောက်ထပ်လည်းစီထဲပေးရနေဝန်ထမ်းကစီဖုံးကိုပိတ်ပြီးတော့ပြင်နေတဲ့စီဝီကိုတပတ်လေးနဲ့တူတူရတုတ်ပေးအောင်မှာဖြစ်ပါရီဝယ်ဆောင်မှုနဲ့တင်စိတ်ချမ်းသာရမယ့်ဆက်သုံးစီစာမျိုးပေါ့ စားစရာဖြစ်သွားတဲ့ဒုတ်ချောင်းအင်းဆက်ဒါကသကောတွေကိုဒုတ်ချောင်းတွေထိထားတာမဟုတ်ပါဘူးအဲ့ဒါကတက်ရှိအင်းဆက်တွေပါသူတွေပုံစံကြောင့်ဒုတ်ချောင်းအင်းဆက်ဆိုပြီးတော့ခေါ်ကြပါရီတကယ်တော့ဒီအင်းဆက်တွေကိုရှာနိုင်မှုတိတ်မလွယ်ပါဘူးသူတို့ကဒုတ်ချောင်းလိုဟန်ဆောင်ထိုင်းတော့တွေ့ရခဲ့ပါရီဒါပေမဲ့နောက်ပိုင်းမှာလူတွေကဒီအင်းဆက်တွေကိုဆက်ဆက်ဆူဆူနဲ့ချက်စားကြည့်ခဲ့ကြတာပါအန်နီယေလည်းမရှိစားလို့လေအရသာအကောင်းချိန်မှာတော့ဒီအင်းဆက်တွေလည်းကန်ဆူးသွားရှာပါရီတချို့ဆိုရင်ဒီအင်းဆက်တွေကိုအစိမ့်လိုက်စားပြီးတော့အရသာရှိကြောင်းပြောနေကြတာပါ သောခင်းမုတ်ဆိုရဲအတုံးပြုခဲ့တဲ့လှံပြင်းဒီဒီနည်းနဲ့ဆိုရင်လှံပြစ်တာကိုပုံမှန်ထက်ပိုဝေးအောင်ပြင်နိုင်တယ်လို့ထိချက်လေးပို့ပြီးတော့တည်ကြပါရီအဲ့အတွက်တဒေါင်းလောင်းရှိတဲ့ဒုံချောင်းလေးတစ်ခုပဲအပူလိုအပ်နေရပါအဲ့ဒုံချောင်းလေးရဲ့နောက်မှာတော့အထစ်တစ်ခုလှုပ်ထရပါရီလှံနံကိုအဲ့ဒီအထစ်လေးပေါ်တင်ပြီးတော့အားနဲ့လွှဲပြီးတော့ပြရတာပါအရင်ကတော့အဲ့ဒီအချောင်းလေးတွေကိုအယူရီနေလေးတုံးခဲ့ကြပါရီဒီဘက်ခေရှောင်းလာတော့အဲ့ဒီဒုံချောင်းကိုအတလန့်ဆွေပြီးတော့နမိပြီးခဲ့တာပါဒီလိုနည်းနဲ့ပြင်လိုက်တဲ့အချိန်မှာတော့ဖီးယားနဲ့အရှိန်ကိုပို့ပြီးတော့မြင့်တင်ပေးလိုက်တဲ့အတွက်လည်းလှံငါခဝီဝီကိုပိုးရောက်သွားတာဖြစ်ပါရ Bobby တစ်ပင်တွေတပတ်တည်းလှည့်နေတဲ့ slope point ဒေသနယူးဇီလန်မှာရှိဒီနေရာကကမ္ဘာပေါ်မှာလေတိုင်းလုံးအပြင်းထန်ဆုံးနေရာလေးမှာပါပါတယ်။အန်အာတီကရဲ့လေပြင်းတွေကတနင်္လာတပတ်တည်းကနေအဆက်မပြတ်တိုက်ခတ်နေရပါ။အဲဒါကြောင့်တစ်ပင်လေးတွေဆိုရင်တပတ်ကိုအမြင့်လှမ်းပြီးတော့အပင်ကြီးတွေဆိုရင်တော့အကိုင်းအွှဲတွေအလုံးအောင်တပတ်သေးကိုပဲလှည့်သွားကြတာပါ။မသိရင်တမင်ပုံသွင်းထားသလိုနေတူပါရီ။ဒီနေရာကကမ္ဘာလေတိုင်းချမ်းဆုံးဖြစ်ပေမယ့် Man United နေ့မှာ Gate Fan တွေလေတိုင်းချမ်းတာကိုတော့အရှင်းနိုင်မှာမဟုတ်ပါဘူး။အဲဒါကိုတော့ချွင်းချက်ထားအောင်ပါ။ဒီနေ့ video လေးကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါရီ။ ီအဆုံးနေကြည့်ရှုပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်